အန်ယူကောင်းမှစတော်မှာလားဒါဆိုစတော်လာအောင်မလုပ်လို့ရမလဲဒီမျိုးကကျွန်တော်ចောင်းသားဘွားတွေကသိကျင်နေတဲ့မျိုးပေါ့နော်ကျန်းနေတချို့တငငယ်ကြီးနေရှိတယ်ခုမှတော့တနားရီလောက်ခေါင်းမီးတောက်အောင်ကြက်ရတဲ့စာကိုသူတို့ကကြက်တော့ခဏလေးရေကျူသားအထုတ်တာချင်းတူတော်မှာရလကနှစလောက်ကွာတယ်ဒါတွေကအန်ယူကြောင်းလားအကျူကောင်းလို့ညံကောင်းပြီးစာရီကိုခဏလေးရတယ်ဆိုရင်လေအကျူကောင်းအောင်ဘယ်လိုလုပ်ရမလဲဒါရီကိုကျွန်တော်သိကျင်လာတာ ਨੇ YouTube မှာရှိတဲ့ဗီဒီယိုတွေရှင်းပညာဆိုင်ရာဆောင်းပါးတွေနဲ့တိပတ်လက်တွေ့စမ်းသပ်မှုတွေကို920လောက်လေးလာဖတ်ရှုပြီးတဲ့နောက်မှာတော့ကျွန်တော်သိလိုက်ရတာကနံပါတ်1 IQ ဆိုတာကအမြဲတမ်းပုံတည်မရှိတဲ့အကြောင်းနံပါတ်2 IQ ကိုတိုးတက်အောင်လုပ်လို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်သိလိုက်ရပါတယ်ဒါကြောင့်ကျွန်တော်ဒီဗီဒီယိုမှာ IQ ဆိုတာကြီးကကျွန်တော်တို့ဘဝပေါ်ဘလောက်အတိုင်းတာတိတက်ရောက်မှုရှိလဲ IQ ကောင်းလာပြီးတော့စတော့လာအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပြီးတော့ပါမယ် အယူဆိုရာကြီးကမှတ်ညံကောင်းတာမကောင်းတာကိုတိုင်းတာလို့ကျွန်တော်ထင်ခဲ့တာပေါ့ဒါပေမဲ့တကယ်တမ်းကကျွန်တော်ထင်သလိုမဟုတ်အယူဆိုရာက general intelligence g vector ကိုတိုင်းတာပါ1904ခုနှစ်မှာ Charles Spearman ဆိုတဲ့စိတ်ပညာရှင်ကအကြောင်းသားတွေကဘာသာရဲတစ်ခုမှထူးချွန်ရင်တခြားဘာသာရဲတွေမှလည်းထူးချွန်နေဆိုတာကိုစပြီးတော့ရှာတွေ့ခဲ့ပါတယ်။အဲဒါကြောင့်သူကအကြောင်းသားတစ်ယောက်က English မှာတော်ရင်သင်ချာမှာလည်းတော်နိုင်တယ်ဆိုတာကို data တွေကောက်ပြီးတော့မှရှာဖွေသူတင်တာပြုလိုက်တဲ့အခါမှာ English နဲ့သင်္ချာကြားကဆက်နွယ်မှုက correlation 0.64ရှိတယ်ဆိုတာကိုတွေ့ရပါတယ်ဒါကိုရာဂိုင်းတော့အပြင်ပေါ်ပြမယ်ဆိုရင်တော့41%ရှိပါတယ်။ဒိဗေယာပါလဲဆိုတော့ចောင်းသား100မှာအနည်းဆုံး40လောက်သင်္ချာတော်ရင် English တော်မယ် English တော်ရင်သင်္ချာမှာတော်မယ်ဆိုတာကိုစပြီးတော့တွေ့ရှိခဲ့ပါတယ်။ ဟုတ်တာပေါ့ကျောင်းသားတွေကသင်ကြားနေ English ပဲလေ့လာတာမှမဟုတ်တာသူကတခြားဘာသာရပ်တွေကိုထပ် research လုပ်လိုက်တဲ့အခါမှာလေအခုလိုပဲဘာသာရပ်တစ်ခုမှထူးကျွင်းရင်တခြားဘာသာရပ်မှလည်းထူးကျွင်းတယ်ဆိုတာကိုတွေးလိုက်ရပါတယ်ဒါလည်းတော့ဘာဝကြပါတယ်ဒီနေ့ခေတ်စာသင်ကျောင်းတွေမှာကြီးလိုက်မယ်ဆိုရင်တစ်ဘာသာနဲ့တစ်ဘာသာအမှတ်သိပ်မကွာတဲ့ကျောင်းသားတွေကိုတွေ့ရမှာဖြစ်ပါတယ် ဒီတွေ့ရှိချက်ကနေစပီယာမန်ကကျောင်းသားတွေမှာ general intelligence ဒါမှမဟုတ် gifactor လို့ခေါ်တဲ့လေးလာသင်ယူတွေးတောစဉ်းစားနိုင်တဲ့ဉာဏ်ရည်ရှိပါတယ်ဆိုတာကိုအဆိုပြုခဲ့ပါတယ်။အဲဒီ gifactor ကြောင့်ပဲကျောင်းသားတွေကဘာသာတစ်ခုမှထူးချွင်ရင်ကျန်တာမှပါထူးချွင်ပြီးတော့မှဘာသာတစ်ခုမှညံ့ရင်ကျန်တာတွေပါညံ့နေတယ်ဆိုပြီးတော့မှပြောခဲ့တာပါ။မြင်သာအောင်ပြောရရင်အုံနောက် IQ ကိုကား engine လို့မြင်အောင်ကြည့်ပါ။အင်ဂျင်ကောင်းရင်ခီးဝေးပိုရောက်ပြီးတော့ IQ ကောင်းရင်တော့လေးလာသင်ယူနိုင်စွမ်းပုံမြင်ပါလို့လိုမျိုးပေါ့။ ဒါပေမဲ့ currency key ရောက်မြောက်ကအင်ဂျင်ကပဲဆုံးဖြတ်ပြီးတာမှမဟုတ်တာကားတွေမှာလည်းသူအားတက်ကြအနေကျကိုသိရှိရလေအဲ့လိုပဲ G-Fighter ကလူတယောက်ရဲ့ဉာဏ်ယူဘယ်လောက်ထက်မှတ်တယ်လဲဆိုတာကိုတိတိကျကျမပြောနိုင်ပါဘူးဒီလိုကြတော့တင်ကြတဲ့သမိုင်းမှာဖို့တူးကျွန်းတယ်ဘာသာစကားတွေမှာဖို့တူးကျွန်းတယ်အဲ့လိုမျိုးတွေရှိပါတယ် စပီယာမန်ကဒါကိုအက်စပက်တာလို့ခေါ်ပါတယ်ဖြုံနေတာရအားလုံးပြန်ရှင်းရရင်တော့ဂျီဖက်တာဆိုတာကအင်ဂျင်ကောင်းရင်ကားကောင်းနေအင်ဂျင်ဆုံးရင်ကားဆုံးတယ်ဆိုပြီးတော့မှရေဝရလေးလာစင်စာတွေးခေါ်နိုင်တဲ့ဉာဏ်ယူပြောတာဖြစ်ပြီးတော့ဖွဲ့စည်းတည်ဆောက်ထားတဲ့အစိပ်ပိုင်းတွေဟာတက်ဆိုင်ရနယ်ပယ်မှာအာတာချက်အာနယ်ချက်ဖြစ်တာကိုကြတော့အက်စပက်တာလို့ခေါ်ပါတယ် ဆိုတော့ကျောင်းသားတယောက်ရဲ့လေးလာသိနိုင်စွမ်းက G factor အပြင်ဥမှ S factor ပေါ်မှာမူတည်ပြီးတော့မှသက်ဆိုင်ရာဘာသာရပ်တွေမှာဒူဂျူနာမျိုးဒူဂျူနာမျိုးဖြစ်သွားမှာပါ Spearman ကြီးကတော့ G factor ပုံသေးပဲပြောင်းလဲယူလို့မရတော့ဘူးလို့ပြောခဲ့ပြီးတော့ S factor ကတော့တိုးယူလို့ရတယ်လေ့ကျင့်ယူလို့ရတယ်ဆိုပြီးတော့မှပြောခဲ့ပါတယ်ဒါကြောင့် IQ test ဆိုတာကကျောင်းသားတယောက်ကရေးပွဲအားဖြင့်လေးလာစဉ်းစားတွေးခေါ်နိုင်တဲ့ဉာဏ်ဘယ်လောက်ရှိတယ်လဲဆိုတဲ့ G factor ကိုစစ်တာမျိုးဖြစ်ပါတယ် ကျွန်တော်အယူ test တွေကိုမဆစ်ချင်ခဲ့ဘူးဗျ။ဘာလို့လဲဆိုတော့စစ်ချလိုက်လို့ IU နေနေရ train ကိုကိုစိတ်ပြတ်သွားမှာဆိုတော့ဒါပေမဲ့ဒီ video လိုရင်းနဲ့ကျွန်တော်ဆစ်ဖြစ်သွားပါတယ်။ကိုရိုင်းလဲ IU နဲ့ပတ်သက်ပြီးတော့ content creation လုပ်နေတာဆိုတော့ကိုကိုကို IU test စစ်တင်နေထင်လို့ပါ။ တကယ်တမ်းအာယူတက်စတီကအမျိုးမျိုးရှိတယ်ပေါ့နော်သူရဲ့စာစစ်ဌာနနဲ့မိကုန်းအနီထားပုံမူတည်ပြီးတော့မှအာယူတက်စတီကခွဲကြတယ်ဆိုတော့ဒေါ်လာနဲ့ပေးပြီးတော့မှဆေးရတဲ့ဟာတွေလည်းရှိတယ်တချို့ဆိုလို့ရှိရင်စိတ်ပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့မှဆေးသေးကြတာပေါ့နော်အဲကျွန်တော်ကတော့ဒီ free အာယူတက်စကိုပဲစစ်ဖြစ်တယ်ဆိုတော့ဒီတက်စတီကကြတော့ကိုယ့်ရဲ့ IQ ကိုတိတိကျကျမပြောနိုင်ဘူးပေါ့ အဲ့ဒါပတ်သက်ပြီးတော့ကျွန်တော်နည်းနည်းလောက်ပြောပြမယ်ကျွန်တော်ရှိမှာတော့အကြောင်းအရာရဲ့လေးလံနိုင်စွမ်းက G factor အပြင် S factor ပုံမူတည်ပြီးတော့မှတက်တာမျိုးကြတာမျိုးရှိရလို့ကျွန်တော်ပြောခဲ့တယ်ပေါ့နော်တကယ်တမ်း IQ test ဆိုတာကကျွန်တော်တို့ရဲ့ G factor general intelligence ပေါ့နော်အဲ့ဒါကိုစစ်တာအဲ့တော့ကျွန်တော်တို့ကဒီ S factor ကိုခွဲထုတ်ပြီးတော့မှဘယ်လိုတိုင်းရမလဲအမြင်တောင်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာဒီမတူညီတဲ့ကားတွေဆိုလို့ရှိရင်တို့ကို highway လမ်းမှာပဲဖြစ်ဖြစ်လမ်းကျန်းနေမှာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့မြက်ခင်းနေမှာပဲဖြစ်ဖြစ်တောင်ကုန်းနေမှာဖြစ်ဖြစ်ပေါ့နော်မတူညီတဲ့ level တွေကိုမောင်းခိုင်းလိုက်ပြီးတော့မှဒီဟာ ာကိုအကုန်လုံးခြုံငုံပြီးတော့မှကျွန်တော်တို့ကားကောင်းမကောင်းဆုံးဖြတ်လို့ရတယ်ပေါ့နော်အဲကျွန်တော်တို့ test တွေလည်းအဲ့လိုမျိုးပဲအလုပ်လုပ်တာပါចောင်းသားတယောက်ကိုကျွန်တော်တို့မတူညီတဲ့ပေါ့နော်네ပဲရှူတော့နေရနေမိခွန်းနေစစ်ပြီးတော့မှမေးလိုက်တယ် pattern recognition လို့ခေါ်တဲ့ pattern ကြီးကနေအဖြေရှားတဲ့ဟာတွေရှိတယ်ကျွန်တော်တို့သင်ချာအတွက်ချက်တွေရှိတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ puzzle တွေကိုဖြေခိုင်းတာတွေရှိတယ်အဲ့ဒါတွေပုံမှန်မူတည်ပြီးတော့မှចောင်းသားတွေကိုစစ်မိလိုက်တဲ့အခါမှာအဲ့ဒီပုံမှန်မူတည်ပြီးတော့မှ aspect data ကွဲပြားချနိုင်ချက်တွေကိုအကုန်လုံးကျွန်တော်တို့ ပြန်မြချလိုက်တဲ့အခါမှာသူတို့ဒီအကုန်လုံးဒီကြည်သွားပြီးတော့မှကျွန်တော်တို့ G factor ပဲကြံခဲ့လိမ့်မယ်ပေါ့နော်အဲ့တော့အရှိဥပမာနဲ့ပြန်ပြောရမယ်ဆိုလို့ရှိရင်ဒီကားတွေကိုကျွန်တော်တို့ nebel အစုံမှာပြန်ခိုင်းလိုက်တဲ့အခါမှာအဲ့ပုံမှာမူတည်ပြီးတော့မှကောင်းဒီဆိုဒီကိုကျွန်တော်တို့ကွဲသွားတာပေါ့ဒီကားဆိုလို့ရှိရင် nebel တိုင်းမှာတုံးလို့ရတယ်ပြန်လဲမြန်နေအရင်ကောင်းတယ်ဒီကားဆိုရင် nebel တစ်ခုမှပဲထူးချွန်တယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့လည်း G G factor ကို nebel အစုံကနေစစ်ထုတ်ပြီးတော့မှမေးလိုက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ကပေါ့နော်တချို့မိကုန်းနေဒီတိတ်ပြီးတော့မစ ုံဘူးတချို့မင်းကုန်နေဆိုလို့ရှင်လည်းအရင်ဆုံနေပေါ့နော်အဲတကယ် side defense လုပ်တဲ့အခါကျလို့ရှင်တော့ကျွန်တော်တို့ဒီဒီလိုမျိုးဒီ shootout 28ခုဒီလားဒီထက်လည်းနည်းချင်နေမယ်များချင်နေမယ်များပဲပေါ့နော်ဒါကတော့သူကသိပ္ပံသိသင်္ကေတနာလုပ်တဲ့ research ဆိုတော့ experiment ဆိုတော့တရားလေးလုပ်တယ်ပေါ့နော်အဲကျွန်တော် GIU test ကတော့အနည်းဆက်ဆုံးကိုပဲယူပြီးတော့မှဖြည့်ပေးနိုင်တာမို့လို့အနည်းငယ်ပေါ့နော်သူတို့လောက်မတိကြပါဘူးအနည်းငယ်ကိုလည်းမရှိသေးတယ်ဒါပေမဲ့အကြမ်းမင်းအားဖြင့်တော့ကိုယ့်ရဲ့ IQ ဘယ်လောက်ရှိတယ်လဲဆိုတဲ့ဟာကိုပြောပြနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဒီကနေ test နှစ်ခုလောက်ကိုစစ်ကြည့်ရဲနှစ်ခုလုံးရဲ့အဖြေကနီးစပ်တယ်တူတယ်ပေါ့ဒါကြောင့်မလို့ကျွန်တော်ရဲ့ IQ အနီးစပ်ဆုံးပြပေးနိုင်တယ်လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်စစ်တဲ့ IQ test လေးကတော့ဒီ website လေးပေါ့နော်သူရဲ့ link လေးကကြတော့ www.freeiqtestness ကနေကျွန်တော်စစ်တာပေါ့နော်အဲ့တော့သူရဲ့ဆေးရမဲ့ပုံလေးကလွယ်လွယ်လေးကျွန်တော်တို့ဒီမှာမွေးလာနဲ့မွေးရက်နဲ့အခုနှစ်နဲ့ကိုယူလိုက်ပါတော့ကျွန်တော်ကတော့ရှောက်ပြီးတော့မှယူလိုက်တယ်အဲ့ဒါကိုကအမှန်ထည့်ခြင်းလင်းရတယ် ပြီးရင် status test ကိုနှိပ်ပြီးအောင်မယ်။သူကမိခွန်း20ကိုမေးတယ်ပေါ့နော်။သူမေးတဲ့ shootout နေကိုမိခွန်းရဲ့အဆုံးမှာပြန်ပြောပြလိမ့်မယ်။ဆိုတော့ပုံမှန်အဖြစ်တော့တကယ် IQ test assist လုပ်ရတယ်ဆိုလို့ရှင်တော့ဒီ shootout နေအများကြီးနဲ့ဖြေရတယ်ပေါ့နော်။ဒါဒီမှာကျတော့ကျွန်တော်တို့ shootout ကတော့နည်းနည်းတော့နေတယ်။ဒါကတော့အနည်းဆက်ဆုံးကိုပြပေးတာလို့သူကလည်းပြောထားတယ်ပေါ့နော်။အဲ့တော့အဲမိခွန်းလေးတွေကလွယ်တယ်ဒါပေမဲ့စဉ်းစားရတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့အဲတိရစ္ဆာန်၅កောင်ပြီးထားတယ်ပေါ့နော် ခွေးရဲ့ ရွက်ရဲချင်းသိရဲမွေရဲစင်ရဲပေါ့နော်ဒီငါးကောင်တွေကတကောင်ကောင်ကကွဲထွက်နေရဲပေါ့နော်ဆိုတော့အဲ့ကွဲထွက်နေတဲ့အကောင်ဘာလဲသူ ਨੇ သူကဘာလို့သူများရင်းနေမတူတာလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ UAV ပြီးတော့မှနောက်ထပ်မျိုးကိုဆက်သွားအဲဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကိန်းစင်တန်းလေးကိုပြီးထားတယ်ပေါ့တစ်ပြီးရင်တစ်လာတယ်တစ်ပြီးရင်နှစ်လာတယ်နှစ်ပြီးရင်သုံးလာတယ်သုံးပြီးရင်ငါးလာတယ်ပေါ့နော်ငါးပြီးရင်ရှစ်ရှစ်ပြီးရင်ဆက်သုံးလာပါတယ်ဆက်သုံးပြီးတော့ဘာလာတယ်လဲဒါကိုကျွန်တော်တို့ UAV ရတာပေါ့နော် UAV ပြီးတော့မှအဲ့ဒါကို အဖြေပေးရတာဒါတော့မေးခွန်း20ပြည့်အောင်ဖြေရတာပေါ့နော်အဲ့လိုမျိုးနဲ့ကျွန်တော်တို့ဒီ question 20ပြည့်အောင်ဖြေရတာအဲ့တော့မေးခွန်း20လုံးဖြေပြီးသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ IQ ဘယ်လောက်ရှိလဲဆိုတာကိုထွက်လာနိုင်မယ် အဲ့တော့ကိုကဒီမိကုံးကိုအချိန်ဘယ်လောက်ယူပြီးတော့မှဖြည့်နေလဲဆိုတာကိုဒီဘက်ထောက်မှာပြထားတယ်ပေါ့နော်ဒါကျွန်တော်ရဲ့ပုံလေးနဲ့꿰နေတာဆိုတော့တီချာလေးမမြင်ရဘူးပေါ့ပုံမှားဖြစ်တော့ကျွန်တော် IU test daily တပုတ်ကိုစက္ကန့်30တမီနဲ့အဲ့လိုမျိုးဟိုအချိန်ပေးတယ်ပေါ့နော် နေပါတယ်အချိန်နေတယ်ပေါ့နော်အဲ့ဒါကျွန်တော်လည်း IU test ကိုအဲ့လိုမျိုးသိပ္ပံကြီးကြကြမဖြေဘူးတော့မသိဘူးပေါ့နော်ကျွန်တော်ကဒီလိုမျိုးလေးပဲဖြေဘူးဒါကျွန်တော်ကတော့ဒါကိုတပုတ်ကိုအများဆုံးစက္ကန့်40 အလောက်ပဲယူရယ်ပေါ့နော်အလောက်ယူပြီးတော့မှဖြည့်တယ်အဲ့တော့ကျွန်တော်ရဲ့အဖြည့်ကအာ130ရရယ်ပေါ့နော်ကျွန်တော်ရဲ့ IQ score က130ရရယ်ကျွန်တော်အဲ့ဒီ website ပေါ့နော်အဖြည့်ပေါ်မှာတခြား website ကိုလည်းကျွန်တော်ဖြည့်ကြည့်သေးတယ်ပေါ့နော်ဒီ 123test.com ကနေလည်းဖြည့်တယ်ဆိုတော့အဲ့ဒီကနေပြီးတော့မှကျွန်တော်ဖြည့်ကြည့်တော့လည်း133 up to 149ပေါ့နော်ကျွန်တော်က133ကိုပဲယူတာအနည်းဆုံးကိုပဲယူတာပေါ့နော်အဲ့လို ရတယ်အဲ့တော့ပြန်ပြအားဖြင့်တော့ကျွန်တော် IQ score က130အောက်ပေါ့နော်130 maximum ဝင်းကျင်ပဲရှိတယ်လို့ကျွန်တော်သိရတယ်ပေါ့အဲ့တော့ကျွန်တော်လည်းပုံမှန် IQ score ကဘယ်လောက်ရှိတယ်လဲဆိုတော့သိချင်လို့ရှာကြည့်တယ်ပေါ့နော်အဲ့တော့ရှာကြည့်တော့ကျွန်တော်တို့ပုံမှန်အားဖြင့်ပြန်ပြ100ရှိတယ်ပေါ့နော်အဲ့တော့68ရာခိုင်နှုန်းလောက်ကဒီ80 IQ 85နဲ့135ကြားကိုရောက်တယ်ပေါ့နော်အဲ့တော့ဒီမှာသူက table လေးနဲ့လည်းပြထားတယ်အဲ့တော့ဟို IQ 80အောက်ကိုနေနေရဆိုလို့ရှင်တော့တော်တော်လေးအဆင်မပြေဘူးပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီ80ကနေ80ဆိုလို့ရှင် average ပေါ့နော်ပြန်များထက်နည်းနည်းနေရ85ကနေ134ဆိုရင်တော့ average ပဲပေါ့နော်အဲ့မှာကျွန်တော်တို့135ကနေ129ဆိုလို့ရှင်တော့ပုံမှန်ထက်နည်းနည်းပိုတယ်130134ဆိုလို့ရှင်တော့ညံကောင်းနေပေါ့နော်ညံကောင်းနေဆိုပြီးတော့မပြောကြရဲအဲ145ကနေ100 59ဆိုလို့ရှင်တော့တော်တော်လေးကိုညံကောင်းပြီးတော့မှ160ကျော်သွားလို့ရှင်တော့ genius level ကျောက်သွားပြီဆိုပြီးတော့မှပြောတယ်ပေါ့เนาะအဲ့တော့အဲသူဒီမှာရေးထားတာတော့130အထက်ကကြတော့လူကြီးရဲ့ဒုပါဆိုင်ပဲရှိရဲ့ဆိုတော့တရားမှာ2ရောက်ပဲရှိရဲ့ပေါ့เนาะဒါသူ့ရဲ့ website တွေကိုကျွန်တော်တို့အဲလိုက်သွားလို့ရတယ်ဒါသူဒီမှာ review လုပ်ထားတာကတော့ဒီ2024ဆိုတော့အရင်နောက်ကျတဲ့ data တော့အဲမဟုတ်ဘူးပေါ့เนา အဲ့တော့130ကညံကောင်းနေလို့တော့ကျွန်တော်ပြောတယ်ဒါပေမဲ့ဒါပေမဲ့ကျွန်တော်က gift တ်မဟုတ်ဘူးပေါ့နော်ကျွန်တော်ကိုကိုကိုညံမကောင်းလို့ခံယူထားတယ်အဲ့ဘာလို့လဲဆိုတော့ကျွန်တော်ကဒီ train ထားတာကျွန်တော်ဒီ ဝင်ဝင်တစ်ခုကိုဖြည့်ရတော့ကတင်ချာနဲ့ပတ်သက်ပြီးတော့မလေ့ကျင့်ခဲ့ရတာရှိတယ်။အဲ့ဒါပြီးတော့မှကျွန်တော်စာဘလို့လောက်အောင်လဲဆိုရဲစာလုံးကြီးဒီကိုတည်ရပေါ့နော်။နောက်ပြီးတော့မှကျွန်တော်ဒီ IQ မေးခွန်းနေရပေါ့နော်။အဖြည့်ရများလေလေလေ့ကျင့်တာများလေလေဘလို့ဖြည့်ရမလဲဆိုတာကိုတည်လာလိုက်မယ်။တင်ချာတွေလို့ပါဗျာဟိုတွင်ရင်တွင်ရင်နဲ့တင်ချာပုံစံတွေကိုတွက်တက်လာသလိုပဲဒီ IQ မေးခွန်းတွေကိုဖြည့်ရင်ဖြည့်ရင်နဲ့ဘလို့ဖြည့်ရမလဲဆိုတဲ့အထာကို ကြလာတာပေါ့ဒါပေမဲ့ IQ ရဲ့ရည်ရွယ်ချက်ကလည်းကိုယ်ကိုစဉ်းစားတွေးခေါ်တတ်လောက်အောင်လို့အဲ train ပေးတဲ့သဘောမျိုးပဲပေါ့နော် IQ နဲ့ပတ်သက်လို့ပေါ့နော်ဒီ research paper မှာအယူဆကွဲလဲချက်လေးတွေရှိတယ်။အရင်တော့က IQ ကမျိုးရိုးစင်ဆက်ကနေလာတာ။မိဘကညံကောင်းရင်တာသမီကညံကောင်းတယ်။ဆိုတော့လူတရာမှာ80လောက်ကမိဘညံကောင်းတာသမီညံကောင်းတယ်ဆိုပြီးတော့မှပြောကြတယ်။ဒါပေမဲ့ဒီဘက်ခင်မှာတော့အဲ့ user ကမှားသွားပြီ။ဆိုတော့ဟိုမိဘကနေအမွေဆက်ခံတာကကလေးငယ်စဉ်ဘဝမှာ20%ပဲရှိတယ်။ဆိုတော့မွေးကင်းစားမှာ20%ပဲပေါ့နော်။ဒါပေမဲ့ အသက်ကြီးလာတယ်ပေါ့နော်ဥပမာအသက်20ဝန်းကျင်30ဝန်းကျင်ရောက်လာတယ်ဆိုလို့ရှိရင်သူနေထိုင်တဲ့ပတ်ဝန်းကျင်ကြောင့်မလို့သူဉာဏ်ကောင်းမကောင်း IQ ကောင်းမကောင်းပါ80ရာခိုင်နှုန်းအထိတက်ရောက်မှုရှိတယ်ဆိုပြီးတော့မှဒီမှာရေးထားတယ်ဒါကလည်းသဘာဝကြတယ်ယူလေးပဲစဉ်းစားကြည့်လိုက်ကိုယ့်ရဲ့နေထိုင်တဲ့ပတ်ဝန်းကျင်မှာပညာရေးကောင်းကောင်းမသင်ရဘူးဆိုလို့ရှိရင်ဒီလိုမျိုးစဉ်းစားတွေးခေါ်နိုင်တဲ့ဟာတွေကိုမသင်ခဲ့ရအောင်အဲ့လိုမျိုးဆိုရင်မတွေးနိုင်ဘူးလေအဲ့တော့ ပဝင်းကျင်က IQ အပေါ်မှာလွမ်းမှုမှု80ဟာခိုင်နှုန်းအထိရှိတယ်ဆိုတဲ့ဟာတဘာဝကြာတယ်။ဒါပေမဲ့တချို့လူတွေကတော့ဘာမှမတင်ရဘဲနဲ့တိတ်ပြီးတော့မှတင်ရလည်းမလိုဘဲနဲ့ပါရမီပါရာမျိုးတွေလည်းရှိတယ်။ဒါပေမဲ့အဲ့ဒါက20%ပဲ။ဆိုတော့ဒီမှာတော့80%အထိလွမ်းမှုမှုရှိတယ်လို့ပြောထားတယ်။ Khrushchev ရဲ့ experiment ရှိသေးတယ်ပေါ့နော်အဲဒီ experiment ကဘယ်လိုလုပ်လုပ်တာလဲဆိုတော့ကျွန်တော်တို့ကျောင်းနှစ်ကျောင်းမှာဆက်လိုက်တာပထမတစ်ကျောင်းမှာကျောင်းသား149ယောက်ရှိတယ်ဒါကကျောင်းရဲ့90ရာခိုင်နှုန်းကိုစာပြုတ်တယ်နောက်ထပ်ကျောင်းတစ်ကျောင်းမှာကျတော့ကျောင်းသား149ယောက်ရှိတယ်သူကလည်းကျောင်းရဲ့90ရာခိုင်နှုန်းကိုစာပြုတ်တယ်အဲ့တော့ကျွန်တော်တို့ IQ train ပေးမဲ့အုပ်စုကို experiment အုပ်စုလို့ခေါ်ပြီးတော့မှာပုံမှန်အတိုင်းလေးပဲသွားမဲ့အုပ်စုကိုကျတော့ control group လို့ခေါ်တယ်ပေါ့သူတို့ရဲ့အသက်15နှစ်မှာ IQ test ကိုစစ်ပြလိုက်တယ်ဘာမှမလုပ်ရသေးခင်ပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော် တို့ control group ကကြတော့ကျွန်တော်တို့ experiment လုပ်မဲ့ group တက်ကို IQ ပိုကောင်းနေတာကိုတွေ့ရတယ်ပေါ့ဒါပေမဲ့လည်းကျွန်တော်တို့၃နှစ်လောက်ဇက်တိုက်ဒေချင်ကန်ညီလောက်ခိုင်းနေအဲ exercise တွေလောက်ခိုင်းနေ IQ တွေကို train ပေးလိုက်တဲ့အခါမှာအသက်၁၈နှစ်နောက်ထပ်၃နှစ်အကြာမှာတော့ experiment လုပ်တဲ့ group IQ train ရဲ့ group ကကျွန်တော်တို့မ train ထားတဲ့ group တက်ကိုပိုပြီးတော့မှ average IQ score မြင့်သွားတာကိုတွေ့ရတယ်ဆိုတော့ဒါကိုကြီးချင်းအားဖြင့်ကျွန်တော်တို့ IQ တွေကိုတေချာလေ့ကျင့်မယ်ဆိုလို့ရှိရင် mechanical experiment နေ mechanical exercise တွေလောက်တဲ့ဆို ရှင်ကျွန်တော်ရဲ့ IQ ကအဲတာလွန်ပြီးတော့မှပိုကောင်းလာမယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒီကနေ့ပြောရရင်ကျွန်တော်လည်းအဲ့လိုပုံစံမျိုးဖြစ်သွားတာကျွန်တော်ဒီမှာ address address ဒီမိခွန်းကြီးကိုလေ့ကျင့်နေပေါ့နော်ဒီမှာ SAT လိုမျိုးသင်္ချာမိခွန်းတို့ကျွန်တော်လေ့ကျင့်တော့သင်္ချာနဲ့ပတ်သက်ပြီးတော့မှတချို့ပုံစံတွေဆိုရင်တွေ့တတ်တယ်တချို့ဟာတွေဆိုရင်တော့မကြည့်ထားရင်မတွေ့တတ်ဘူးအဲ့လိုမျိုးနဲ့ဒီ IQ နဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော် ဖြေနိုင်ပြီးတော့မှ score ကောင်းတာလည်းဖြစ်နိုင်တယ်ဟုတ်ဆိုအရင်တော့ကျွန်တော်ကိုကျွန်တော်တည်ရပေါ့နော် academically ကအဲ့လောက်ကြီးထီတော့ gifted ဖြစ်မနေဘူး130လောက်ထီရတော့ကျွန်တော်ကိုကျွန်တော် coffee ညလည်းမရှိဘူးပေါ့နော်အဲဒါပေမဲ့ဒီ crucial fit experiment လို့မျိုးကျွန်တော်လည်းလေ့ကျင့်ရင်လေ့ကျင့်ရင်နဲ့ IQ တက်လာတယ်ဆိုတာကတော့တကယ်လေဟုတ်တယ် experiment လေးရှိတယ် နောက်တစ်ခုကတော့ကျွန်တော်စာဘလို့လုပ်ရမလဲဆိုတာကိုသိတယ်။ပုံမလင်းပြောရရင်ကျွန်တော်ပြင်းနေတဲ့မှာပါတယ်ပေါ့နော်။နည်းနည်းလေးပဲလုပ်ပြီးတော့မှစာရီအများကြီးရကျင်နေတဲ့မှာပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်လုပ်ချင်တဲ့တခြားဟာတွေကိုလုပ်ချင်လို့ပေါ့နော်။ဒါမှမဟုတ်ကျွန်တော်ကဒီကဘာအဆင့်တိကျောင်းသားတွေရဲ့စာလေးလာနည်းတွေစာဘလို့လုပ်တယ်လဲဆိုတာတွေကိုဖတ်တယ်၊လေ့လာတယ်။ကျွန်တော်စာအုပ်တွေလည်းဖတ်တယ်၊ YouTube တွေလည်းအများကြီးကြည့်တယ်။ခဏကလို research article တွေလည်းဖတ်ပြီးတော့မှကျွန်တော် စာလုံးနည်းတွေကိုလေ့လာတယ်ပေါ့နော်။အဲဒါကြောင့်မို့လို့ပဲကျွန်တော်နည်းနည်းလေးလုပ်ပြီးတော့မှရလက်ကောင်းနည်းအများကြီး track ခဲ့တာပေါ့နော်။စာလုံးကြီးတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ရဲ့ဒီ one person better everyday ဆိုတဲ့ YouTube channel မှာတင်ထားပေးတာရှိတယ်ပေါ့နော်။အဲ့မှာဘယ်လိုလုပ်အောင်လဲဆိုတော့တွားပြီးတော့မှလေ့လာလို့ရတယ်။ဘုမေလင်းပြောရရင်စာလုံးကြီးဆိုတာကကျောင်းသားတယောက်အနေနဲ့မဖြစ်မနေကိုတတ်ထားတဲ့ပါတာရက်တခုပဲပေါ့နော်အဲ့ဒါကြတော့မှကိုယ်အနေနဲ့ချိန်နေအများကြီးကုန်ခံပြီးတော့မှကြည့်ရမယ်ပါတာရက်တွေကိုချိန်နေနေလေးနဲ့ကြောဖြတ်နိုင်မှာပေါ့နော်ဆိုတော့စာလုံးကြီးဆိုတာကចောင်းသားတိုင်းမဖြစ်မနေကိုទីထားတဲ့နေတတ်ထားတဲ့နေအများကြီးတခုပဲ အကယ်၍ကိုကဒီစာလုံးကြီးတွေကိုတိလာမယ်ဆိုလို့ရှိရင်စူးစမ်းသလောက်အရာမထင်တဲ့ဘဝနေပြီးတော့မှာနည်းနည်းလေးပဲလုပ်ပြီးတော့မှာစာရင်းများရလာမယ်ရှင်းရှင်းနောက်မေးဖြစ်တဲ့ဘဝကိုကျွန်တော်တို့ကြော်လွားနိုင်မယ်စာရင်းမှာပို့ပြီးတော့မှာအယုံဆိုင်လာနိုင်လိမ့်မယ် ပြီးတော့ကိုယ့်ရဲ့အချိန်တွေကိုစနစ်တကျစီမံခန့်ခွဲနိုင်ပြီးတော့မှကိုယ့်ရဲ့ motivation ကိုလည်း control လုပ်ပါနိုင်မယ်။ဒါတွေအားလုံးကကျွန်တော်တို့စာလုပ်လီးကိုလေ့လာပြီးတဲ့နောက်မှာပြောင်းလဲသွားမယ့်အရာတွေပေါ့။ကဲဝေးကူက chain တို့တွင်ပြောင်းလဲသွားပြီးတော့မှရလက်ကောင်းကြီးထွက်ရှင်နေဆိုလို့ရှင်တော့ကျွန်တော်မှာလောလောဆယ်စာလီးလာနေတင်နေဖွင့်လင်းထားတာရှိပါတယ်။ဒီတင်နန်းလေးက fast batch ပြီးသွားပြီပေါ့เนาะအဲ့တော့ဒီ batch ပြီးသွားတဲ့အခါမှာသင်တန်းသားတွေရဲ့ပြောင်းလဲမှုကိုကျွန်တော်ပြပါမယ်။ဒါကပထမအကြောင်းသားတစ်ယောက်ပေါ့เนาะသင်တန်းမတက်ခင်ဟာဆိုလို့ရှိရင် confident လည်းမရှိဘူး။စာလုံးမယ်ဆိုရင်ပြင်းတတ်တယ်ပေါ့เนาะပြီးတော့အချိန်ကြီးရည်လည်းဆွဲထက်တာမျိုးမရှိဘူး။အခုသင်တန်းတက်ပြီးသွားတဲ့အခါမှာကျွန်တော်တို့အများကြီးပြောင်းလဲသွားတယ်အချိန်ကြီးရည်ဆွဲထက်သွားတယ်ပြီးတော့စာလုံးဖို့အတွက် motivation ကြီးရလာတယ်ပေါ့เนาะနောက်ပြီးတော့စာလုံးနည်းတွေလူမှုဆက်ဆံရေးနဲ့အပိုင်းတွေကိုအများကြီးလေ့လာသင်ယူခွင့်ရတယ်။သင်တန်းတက်တာနဲ့ပတ်သက်ပြီးတော့မှသူကနောက်နောက်ရတာမျိုးမရှိဘူးပေါ့เนาะမတက်ခဲ့ဘူးဆိုလို့ရှိရင် know နောက်နိုင်ရမှာပါတဲ့ဒါပြီးတော့နောက်ထပ်ဒါတော့နောက်ထပ်သင်တန်းသားတယောက်ပေါ့နော်ဆိုတော့ video တွေအားလုံးကိုတရားလိုက်ပြီးတော့မှကြည့်တယ်ပြီးတော့ကိုယ့်ရဲ့အားသာချက်တွေအားနည်းချက်တွေကိုလည်းအများကြီးတွေ့ပြီးတော့မှကိုယ့်ရဲ့ thinking တွေ time management skill အများကြီးထူးထပ်လာတာကိုတွေ့ရတယ်ပေါ့နော်ပြီးတော့အရင်တော့အစားလေးတာရတာမှခက်ခဲတဲ့အပိုင်းတွေအကုန်လုံးကိုလည်းကျွန်တော်တို့မခက်ခဲဘဲနဲ့အများကြီးပြောင်းလဲလာတာကိုတွေ့ရတယ်ပေါ့နောက်ပြီးတော့ဒီမှာလည်းကျွန်တော်တို့စာမှတ်နည်းရေးနဲ့ပတ်သက်တာတွေ time management နဲ့ပတ်သက်တာတွေပေါ့နော်ဒါတွေအကုန်လုံးကိုလည်းကျွန်တော်သင်ပေးခဲ့တာရှိရဲ့နောက်ပြီးတော့ကျွန်တော်တို့ဒီမှာတင်နန်းကာလာတူအတွင်းမှာပေါ့နော် အများကြီးကြောင်းလဲခဲ့တာရှိပါတယ် တင်နံတက်ခင်ကလမ်းပြောင်းနေလို့ဖြစ်သွားပြီးတော့မှတင်နံတက်တဲ့အခါမှာအများကြီးပြောင်းလဲတဲ့ဟာတွေကိုလည်းတွေ့ရပါတယ်နောက်တစ်ခုကကျွန်တော်အနေနဲ့ဒီစာလုံးနီးတွေအပြင်မှာပေါ့နော်အဓိကကတော့ကျောင်းသားတွေစာလုံးရှင်စိဖြစ်တဲ့ motivation ရှိလောက်အောင်ကိုယ့်ဘဝကိုကိုယ်ဘယ်လိုပြန်ရှာလို့ရမလဲဆိုတဲ့ goal creation အပိုင်းတွေကိုအများကြီးကျွန်တော်တင်ပြခဲ့တယ်ပေါ့နော်ကျွန်တော်တို့ဒီမှာ exercise လေးပြန်ပြီးတော့မှလုပ်ရတာရှိရယ်ပြန်ပြီးတော့မှ share တာတွေရှိတယ်ပေါ့နော်အဲ့တော့ကိုကကေဝေးလမ်းပြောင်းနေတဲ့လူငယ်ဆိုလို့ရှင်နေကိုယ့်ဘဝကိုတက်လမ်းဘယ်လိုဖောက်အောင်လဲဒါတွေအပိုင်းတွေ နဲ့ကျွန်တော်အများကြီးတင်ပေးတယ်ပေါ့နော်ပြောချင်တာဒီတင်နန်းကစာလီလာနေတင်နန်းတခုဆိုတာထက်ကိုပိုတယ်ပေါ့နော်ကျွန်တော်တင်ပေးထားတဲ့ပညာတွေကအများကြီးပဲတိကျတာတခုကတော့ဒီတင်နန်းတက်တဲ့သူတိုင်းဒီဘဝရဲ့တက်စစ်ချိုးကို ြောင်းလဲသွားခဲ့တဲ့ပြောင်းလဲသွားချတဲ့လူတွေကြီးပဲပေါ့เนาะအဲ့တော့တင်တန်းရဲ့ဗီဒီယိုတွေကိုကြည့်ကြည့်နေဆိုလို့ရှင်တော့ကျွန်တော်ဒီမှာခွဲပေးထားရရှိရပေါ့เนาะကျွန်တော်တို့စာတစ်ချက်တာနဲ့ဟောင်းနှွေးလို့အချိန်မလောက်ဘူးဖြစ်နေတာ၄ပြီးတော့ကျွန်တော်စာလုံးနည်းတွေကိုအစ20လောက်ပို့ပြီးတော့မှစာလောက်တာမြန်ဆန်နေတဲ့နည်းကြီးကျွန်တော်တို့ဒီမှာ ဟိုကျွန်တော်ဆိုဂျပန်လေးလာတာနဲ့ပတ်သက်ပြီးကျွန်တော်ပြောထားတာရှိရဲ time management အပိုင်းนี่လည်းအများကြီးရှိရဲကျွန်တော်တို့စာရီကြက်တဲ့ခါမှာ cognitive ရောတာရှိရဲဒါ motivation အပိုင်းนี่ပေါ့เนาะအများကြီးအများကြီးဒါကျွန်တော်ပြောပြပေးထားတယ်ဗီဒီယို topic တစ်ခုချင်းစီဆိုလို့ရှင်လည်းအသေးစိတ်ပြန်ပြောမှာခွဲပြီးသွားတာပေါ့เนาะဆိုတော့ဗီဒီယိုတစ်ပုဒ်ကိုလည်းကျွန်တော်တို့ဒီမှာ minute 30ဝင်းကျင်40ဝင်းကျင်ဒီလိုမျိုးတွေသွားတာဆိုတော့ကျွန်တော်ရဲ့ YouTube channel မှာကြတော့တစ်ပုဒ်ကို5မိနစ်10မိနစ်လောက်ပဲ သွားတာပေါ့เนาะဆိုတော့5မိနစ်10မိနစ်ဝင်ကျင်ဗီဒီယိုကတော့ပြောင်းလဲမှုရှိတယ်ဆိုတော့ဒီလိုမျိုး knowledge တွေကိုအကုန်ချပြပြီးတော့မှအကုန်သင်ယူလိုက်တဲ့ဗီဒီယိုတွေကြောင့်မလို့သူတို့ရဲ့ဘဝတွေ changes ဖြစ်သွားတာကဘာမှတော့မထူးဆန်းဒါတော့ကို့အနေနဲ့ကလည်း changes ဖြစ်ရှင်နေတောင်းလဲခြင်းနေကို့အနေနဲ့ဒီလိုမျိုးရလက်ကောင်းနေထွက်ရှင်နေဆိုလို့ရှင်တော့ဒီစာလိလာနေတဲ့နန်း batch 2ကိုကျွန်တော်လက်ခံနေပါတယ်ကျွန်တော်တင်တဲ့အသေးစိတ်ကို comment မှာရှိတဲ့ link မှာချထားပေးပါတယ်အဲဒီကနေတစ်ဆင့်တင်တဲ့လာအလိုရပါတယ်ကျွန်တော်တို့နောက် video မှာပြန်ဆုံးမယ်